uh EV ဆိုတိုင်းလည်းအရင်ကြီးတော့စွတ်ဆက်ပြီးတော့တော့ဝယ်လို့တော့မရဘူးပေါ့။ Dashboard ကလည်း helpless တဲ့နဲ့ပဲတော်တော်တော့မသေးသေးဘူးကြာ။ motor တစ်ခုပေါင်းလုံးမှာ130လောက်ပဲရှိတာပေါ့နော်။ဂျုံပြ ferry မနဲ့တစ်ကြောင်းသွားမယ်။ညနေတစ်ကြောင်းသွားမယ်။ဒီလောက်ပဲသုံးလို့ရမယ်ကားလို့ထင်။1.4 million ဘတ်မကျော်ပါဘူးတဲ့။အားလုံးပဲမင်္ဂလာပါ။ကျွန်တော်ဒီနေ့ပြောပြမယ့်ကားတစ်စီးကတော့ UAV ဖြစ်တဲ့လုပ်ငန်းသုံးကားဖြစ်တဲ့ကျွန်တော်မြန်မာနိုင်ငံမှာဆိုရင်မြင်တွေ့နေကြလုပ်ငန်းသုံးကားအကြီးကြီးတွေမှာ Fortan ဆိုတဲ့တစ်စိတ်လည်းပါတယ်။အဲ့ဒီ Fortan နေပြီးထုတ်ထားတဲ့ ် EU ပဲဖြစ်ပါပေါ်တဲ့ EV ရဲ့ specification လေးကိုကျွန်တော်အနည်းငယ်အရေးပြောပြပေးရသေးတယ်။သူကနည်းနည်းလေးတော့စားရတယ်။ dual motor ဖြစ်တယ်။ရှေ့ motor က40 kW ဖြစ်ပြီးနောက် motor 80 kW ဖြစ်တယ်။အဲ့တော့ motor နှစ်ခုပေါင်းလုံးမှာ120လောက်ပဲရှိတာပေါ့နော်။ ဒါပေမဲ့သူ့ရဲ့ battery capacity ကလည်း90ဆုံးဆုံးပဲရှိတယ်90.33 kWh ပါပဲပါဆိုတော့ပြောမယ်ဆိုရင်သူစာထဲကရေးထားတဲ့ range က200 km ပဲရောက်တယ်လို့ရေးထား NEDC မှာပေါ့နော် NEDC မှာ200 km ရောက်တယ်လို့တော့ဆိုထားတယ်ဆိုတော့ကျွန်တော်မှန်းတာတော့မျိုးရင်း site scene တို့နောက်ပြီးတော့လေစိတ်အချိုးဖို့တို့ပြီးရင်ကျွန်တော်မျိုးရင်းကနေတိလိုဟာအသွားပြန်တို့နောက်ပြီးတော့ဘာရှိမလဲရုံး ferry တို့ရုံးပြား ferry မနေ့တကြောင်းသွားမယ်ညနေတကြောင်းသွားမယ် ဒီလောက်ပဲသုံးလို့ရမယ်ကားလို့ထင်နောက်တစ်ချက်ကျွန်တော်ထင်နေတာကဘာလဲဆိုတော့ဒီကားကစီကားကိုများ EV ပြန်ပြောင်းထားလားလို့တန်တရားရှိမိတယ်ဘာလို့လဲဆိုတော့ဗျဒီကားကြီးမှာ battery capacity က50ဆိုတော့ရေနည်းနည်းတော့စားတယ်ဘာလို့လဲဆိုတော့ကားမှာ space ကအများကြီးရှိသေးတယ်အောက်မှာလည်းနေရာအများကြီးရှိသေးတယ်ရှေ့ရဲ့သားနဲ့ battery capacity ကို50ပဲထည့်ပေးထားတာကြီးကသိပြီးတော့အဆင်ပြေမနေဘူးပေါ့နော်ကဲဝေးများ60လောက်သာထည့်ပေးထားလိုက်လို့ရှိရင်ဒီထက်အများကြီးပိုရောက်သွားနိုင်မယ်။ Okay အဲ့တော့စပြောအောင်ဒါ NRO တည်ရဲ့အချိုးအတိုင်းပဲတိတ်ထွေးအတူတူမရှိဘူးရှေ့မှာရှဲရှိတယ်မီးလုံးကလည်းဒီလိုပုံစံပဲအောက်မှာနေခွဲမီးလေးတစ်လုံးပါတယ်နော်ရှဲထဲကနေပြီးတော့ကြည့်မယ်ဆိုရေတိုင်းကြီးကိုမြင်ရတယ် ground clearance ကတော်တော်လေးတော့လွတ်တယ်သို့ပေမဲ့လွတ်တယ်လို့ဆိုပေမဲ့ဒီအောက်မှာရေတိုင်းကြီးကတီးတိုင်းကြီးထွက်အောက်ဘယ်လိုတည်းဖြစ်မလဲဘူးပေါ့နော်ရေတိုင်းကြီးအောက်ကိုတတ်တက်ကြီးအောက်ကိုထွက်နေတာပေါ့နော်အဲ့ပုံစံမျိုးတော့ရှိနော်ကျွန်တော်ပြနေတာလေးရှိတယ်အထဲမှာဖြစ်နေတယ်အထဲကိုရင်သွားကြည့်အောင် တဲကိုပြရခြင်းလဲဆိုတာတခြားမဟုတ်ဘူးဒီမှာနည်းနည်း push stand လေးပါလေးတော့မဟုတ်ဘူးတော့နဲ့လက်လက်เนาะအဲ့ဒါလေးဖြစ်တယ်ပတင်းပေါက်ကတော့ power window တွေဖြစ်သွားပြီเนาะ mounting မှန်ချိန်တာတွေပါလေးလဲပါသေးတယ်ဆိုတော့စိုးတော့မစိုးပါဘူးเนาะပြီးတော့နောက်တစ်ခုကြိုက်တာလေးတော့ရှိတယ်အဲ့ဒါဘာလဲဆိုတော့ဒီအဲမှာဆိုလို့ရှိရင်ကြိုက်သွားတာဂီယာတန်မဟုတ်တော့ဘူးပေါ့เนาะဒီမှာ hand gear တွေပါလေးလဲမဟုတ်တော့ဘူးဂီယာခလုတ်လေးဖြစ်သွားပြီ drive gear neutral reverse gear ဆိုပြီးတော့၃ခုပါနော်၃ခုပါတယ်ပြီးရင်ဒီမှာ hand brake ပါ ဒါပဲတော့ရိုးရိုးရှင်းရှင်းပဲတော့ဒီကားတွေကလုပ်ငန်းသုံးကားတွေကတော့သိတဲ့အတိုင်းပဲဘာမှသိပြီးတော့ဖေရူပါမှာမဟုတ်ဘူးဒိုင်ခွက်တွေပါလေဆိုလဲဒါရိုးရိုးဒိုင်ခွက်တွေပဲပြီးရင်ဒီအလဲမှာဆိုလို့ရှိရင်မှာရေဒီယိုဖွင့်လို့ရတာရှိမယ်ဗိုလျုံတိုးလျှော့ရှိမယ်ဖန်စပီရှိမယ်တెంပရေချာအချိန်နဲ့ဟာလေးရှိမယ်ဒါပဲလောကရိုးရိုးရှင်းရှင်းပဲတော့ desktop ကလည်း helpless တဲ့နဲ့ပဲတော်တော်တော့မသိတတ်ဘူးညာဘာလို့လဲဆိုတော့ဒီမှာဖောင်းပြီးညာပြန်ဝင်သွားရယ်ပြဿနာ နော်ကဲထားပါတော့နော်ထိုင်ကုန်နေပါရင်လည်းမစိုးဘူးထိုင်ကုန်ကတော့အာနောက်ပြီးတော့ဒီကားက17ယောက်စီးလို့ပြောလို့ရတယ်ရေမောင်းနဲ့ဆိုရင်17ယောက်ရဆိုတော့ရှေ့မှာတော့တော့ဗျာ total 1နဲ့3ဒါဆို4ဒန်း4ဒန်းဒန်းမှာ3ယောက်ဒီအရှိဆုံးဒီနေရာကတော့ဒါကလေးတွေပိုင်းလောက်ပဲအဆင်ပြေမယ်လူကြီးဆိုတော့အဆင်ပြေမှာမဟုတ်ဘူးတော့ပြီးတော့ဒီကားလည်း highway သွားလို့ရတဲ့ကားမှမဟုတ်တာမျိုးရင်းမဲ၃မဲ့ဆိုရင်တော့မဆိုးဘူး။ Okay ။ထဲကန်းသွားကြည့်အောင် ကဲနောက်ခန်းထဲဝင်ကြည့်啊နောက်ခန်းထဲဝင်တော့ဘာလေးတခုသတိထားမိလဲဆိုတော့ slide ကဘဲညာတကားနှစ်ပေါက်ဖြစ်သွားအဲ့တော့ဘဲဘက်ကပဲတက်တက်ညာဘက်ကပဲတက်တက်သူကတော်တော်လေးအဆင်ပြေတာကိုတွေ့ရတယ်ပြီးရင်ထိုင်ကုန်တွေကလीကျွန်တော်တို့ဘယ်လိုပြောမလဲတောင်းတောင်းကြီးတွေမဟုတ်ဘူးထိုင်ကုန်လေးတွေကတော့သူကသူတက်တောင်းတက်တာရှိတယ် highway တွေဘာကြီးဆိုရင်တော်တော်အဆင်ပြေမဲ့ထိုင်ကုန်မျိုးတော့ဗိမဲ့ range ကကီလို200ပဲရတာဖြစ်တယ်ဆိုတော့ဘာမှမျောလင်းစရာမရှိပါဘူးအများကြီးလည်းမျောလင်းလို့မရဘူး ပြီးရင်နောက်တစ်ချက်ကြိုက်တာကဒီမှာ round air ကုန်းကိုတောင်းလျှောက်ဖာ round air ကုန်းအပေါက်တည်းကဒီအနောက်မှာဆိုရင်1နဲ့3 6ပေါက်ပါဒီအရှိမှာ4ပေါက်ပါလေ total 10ပေါက်ပါပြီးတော့ခေါင်မြင်းတာဖြစ်တဲ့အတွက်အသက်ရှူ6ကျွန်တော်သိနေဒီကားကဘာတိုးတွေပါဆွဲရင်တော့မိုက် ferry capacity လေးပြနောက်တော့30လောက်လေးတိုးလိုက်ပြီးတော့ bridge က300လောက်သာရရင်တော်တော်လေးကိုအသုံးတဲ့မယ်ကဒီက bridge 300 km သာရရင်တကယ်အသုံးတဲ့မယ်ကွာ မိုက်တယ်ခေါင်းလဲအမြင့်ကြီးပဲပြီးရင်ဒီပေါ်မှာ MBA light တွေပါရထည့်ပေးတာသေးတယ်တော်တော်လေးမိုက်တယ်ဒီဘက်ဂျားတွေထဲမှာမိုက်ကြီးကားအနေထားတော့မစိုးဘူးဈေးပဲကြည့်ရဈေးရတယ်မေးလို့မရအောင်ဇလန်းခုနကအဲ့ gas battery မှာကိုယ့်ကိုမနေရှာတာโอเคဖုန်းနောက်သွားကြည့်ရအောင်ကဲနောက်ဖုန်းကြည့်ရအောင်နောက်ဖုန်းမှာဒီမှာနောက်ထုတ်ပါတယ်ဒီပေါ်မှာ brain me ရှိတယ်ဒါပါပဲထွေထူးပြောစရာမရှိဘူးမဲနောက်မှာစံသားတွေပါထည့်ပေးတာစံသားလေးနှလုံးပါနေလုံးအောင်မထည့်စိတ်တက် ကဲနောက်ဖုန်းလေးဖွင့်ကြည့်အောင်အဲ့တော့ဒီနောက်ဆုံးတန်းကို तू ကအရှင်လုတ်ပေးတာပေါ့ဗျာဒီလိုမျိုးခောက်ပြီးတော့ထားထားမယ်ဆိုရင်လည်းပစ္စည်းတွေဘာတွေထည့်မယ်ဆိုထည့်လို့ရတယ်ဒီခုံကိုချလိုက်တယ်ဆိုလို့ရှိရင်လည်းဒါနောက်ဆုံးတန်းမှာလူ၃ယောက်ထပ်ထိုင်လို့ရဆိုဒါမျိုးကားကိုပဲဒီတစ်စိုက်သေးပဲဟိုဘက်မှာဘာရှိသေးလဲဆိုတော့ကာဂိုတိုက်ပဲရှိသေးတယ် ဒီဘက်မှာဒီဘက်ဒါကြီးကလုံးဝဘေးတွေပါလုံးဝအပိတ်ကာဂိုတိုက်ရှင်းတယ်ဘာသူဘာမှမပါဘူးဒီဟာကြောင့်ဒါကြောင့်ကာဂိုတိုက်အစ်စ်အာရှေးက driver seat back ကနေရာကြီးလည်းအပြောင်းလဲမရှိဘူးထိုင်ကုန်နေတော့မတူတော့ဘူးဒီကောင်ကကြောင့်ရှမ်ဝိုင်းဖြောက်သွားတယ်ရှမ်ဝိုင်းဖြစ်သွားပြီးအလဲခုံမပါတော့ဘူးနှစ်ယောက်ပဲထိုင်လို့ရမယ်နောက်မှာတော့လုံးဝ ဒီလိုရှင်းရှင်းပဲဘာလို့ဘာအောင်ပေါ့ specs ကအတူတူပဲ certification ကခုနအတိုင်းပဲဒီကောင်တော့ delivery van ကိုကီလို200နဲ့မျိုးရင်းသုံးလို့ရမယ်ဆိုတော့သိုးတော့မသိုးဘူး Okay အဲ့တော့ဒီဗီဒီယိုလေးရဲ့အနည်းချုပ်လို့ပြောကဲအဲ့တော့410ရဲ့ EView အကြောင်းကိုအခုမှပဲတည်ချာပြောရတော့မှာအဲ့ဒါဘာလဲဆိုတော့ဈေးနှုန်းမှာဈေးနှုန်းကကျွန်တော်ခုနကနောက်ဆုံးတရားကိုထပ်မေးလိုက်တဲ့အချိန်မှာ1.4 million ဘတ်မကျော်ပါဘူးတဲ့အင်းဒီက1.4 million ဘတ်ကိုနည်းနေသေးတယ်လို့များထင်လို့လားမသိဘူးဒီကားဒီဈေးကတော့နည်းနည်းတော့များတယ် နော်ညားတဲ့အပြင်ကို limitation ရှိတာပေါ့သူကကီလို100ပဲရတာ1.4 million ပေးလိုက်လို့ရှိရင်အန်သာတော့ကောင်းကောင်းဝယ်လို့ရကောင်းကောင်းဝယ်လို့ရကျောင်းစီ brand new အောင်ရမှာထင်တယ်1.4လောက်ဆိုအန်သာတော့1.4နဲ့ကိုဝယ်လိုက်တယ်ဆိုလို့ရှိရင်ကျွန်တော်နေရမြွေဒေတာမြွေကျွန်တော်တို့ကသွားလို့ရထိုင်းနိုင်ငံတနိုင်ငံလုံးပတ်လို့ရဒီကောင်ကကြတော့1.4ပေးပြီးတော့ညိုထဲမှာချေယုံမိတယ်ဘာမှအဝေးလှူရှားလို့မရဘူးဒါပေမဲ့ကျွန်တော်ခုနပြောဆိုပါခောက်တူလမ်းကြောင်းကိုတောက်လျှောက်သုံးရတယ် ယူထဲမှာပဲကီလိုတရဲကိုကီလို100 100 100ပတ်ချလဲလောက်ပဲသုံးရတယ်ဆိုရင်တော့ဒီကအရန်တန်လေးကျွန်တော်ခုနပြောတဲ့ဂျုံဖယ်ရီသွားတယ်ကျောင်းဖယ်ရီသွားတယ်မာမျိုးထဲမှာ delivery ပစ္စည်းတွေပို့တယ်ဒါဆိုရင်တော့တန်ဒါပေမဲ့လောက်ကြီးပတ်သက်ပေးစရာလိုလားပေါ့နော်အဲ့ဒါကတော့တစ်ချက်စဉ်းစားစရာဖြစ်တယ်ဘာလို့လဲဆိုတော့ဗျာဥပမာကီလို delivery van နေဆိုလို့ရှိရင်လေဈေးသသသာနဲ့အများကြီးဝယ်လို့ရရှိတယ်ထိုင်းလောက် pick up ပေါ်တာထိုင်းမယ်တော့စင်ငယ်ကပစ်ကပ်ပို့ဗျာအနောက်ကအမိုးတင်လိုက်လို့ရှိရင်ဒါတဲ့ပါလိအားပါတဲ့လို့ရပါတော့အဲ့တော့ 呃，以前做来咧，然后就是比如说外头罗们也有过，比较嘛，爱皮包个，最多。呀，我弟问啦个咧，哎，公路啊咧，现在我感觉，哎，走路啊咧开最多，咋办？